အင်မတန်မှကြောက်စရာကောင်းလာတဲ့ခွေးဥတန်ကြီးပါကြောက်စရာကောင်းတဲ့လေးပွေကြီးတွေရရှိလာပြီးတော့တကြီးနဲ့တကွာရွာသူရွာသားတွေကအားလုံးပဲမိလာပါရှင့်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်1955ခုနှစ်ကပြည်ခရိုင်မလွန်စင်တဲနဲ့မနီမဝေးကျေရွာငယ်လေးတရွာမှာဖြစ်စဉ်တစ်ခုပြန်လည်မျှဝေပေးလိုက်ပါတယ်ရွာနာမည်ကတော့မမီတော်အောင်မရှိပေမဲ့လေအဲဒီရွာငယ်လေးမှာတော့မြမလူမျိုးအများစုနေထိုင်တဲ့ရွာငယ်လေးတရွာဖြစ်ပါတယ် တနေ့တကြီးနဲ့ရွာသူရွာသားတွေစုပေါင်းပြီးတော့ရွာထဲမှာတီထားကိုကွက်ထားတဲ့စေတီတက်စုမှာစိန်လန်းတာယာလှပစေဖို့အတွက်စုပေါင်းသက်ရွှေဆောင်ရွက်နေကြမှာကျွေလုံးနဲ့ဆူညံတန်ကြီးနဲ့အတူအင်မတန်မှကြောက်စရာကောင်းလာတဲ့ခွေးဦးတန်ကြီးပါကြောက်စရာကောင်းတဲ့လေးပွေးကြီးတွေရောက်ရှိလာပြီးတော့တကြီးနဲ့တကွာရွာသူရွာသားတွေကအင်မတန်မှကြောက်လန့်ပြီးတော့ဖယောဖယဲပျုပ်ဒုက္ခပြစ်ကုန်ကြပါတယ်အင်မတန်မှကြောက်စရာကောင်းလာတဲ့ခွေးဦးတန်ကြီးတွေကရွှေလျားစွာဦးလိုက်တာနဲ့တပြိုင်တည်း ရွာသူရွာသားတွေနဲ့တကြီးခင်များမှာတော့ကြောက်ပြီးစက်သီးမွှင့်ညင်းနေတဲ့စပယ်နေထောင်လာကြကသူတို့ကြာပုံမှတ်ပူထားတဲ့ပြားစာတွေကိုရွက်ပတ်တဲ့သူအဖက်ပြေးရသူအပြေးအဲ့ဒီနောက်မှာတော့တကြီးကသတိပြန်ဝင်လာပြီးတော့ရွာထဲမှာရှိတဲ့နတ်ဆရာကြီးကိုသတိရတော့မှအာကိုတကြီးနဲ့ပြေးရှာပါတော့တယ်ဒီလိုနဲ့တကြီးပြေးရနောက်ကိုရွာသူရွာသားတွေကလည်းအုပ်အုပ်ကြကြနဲ့ပြေးလိုက်လာပါတော့တယ်ရွာထဲမှာအတင်းဆောင်နေတဲ့နတ်ဆရာက တကြီးနဲ့အပေါင်းပါရလာမယ်ဆိုတော့ချူတင်သိနေသလားပဲအတင်းဆောင်နေခဲ့ပါတယ်ရောရောချင်းမဲတကြီးခမစကားတော်မပြောနိုင်သလိုပြန်ပြောလဲစကားတော်ပြီးသားအောင်မပြောနိုင်တော့ပါဘူးချူဟာမမြင်ဘူးမကြောက်ဘူးတဲ့အယုံခံစားမိရကြောင်းကြောက်သေးပြီပါမက်ဆရာရှေ့မှာထွက်ကြပါတော့တယ်မက်ဆရာငါတို့အောင်လုံးဓာတ်ရစေဒီမှာတန်ရှင်းလုံးနေရောကြောက်စရာကောင်းတဲ့အတန်နဲ့အတူပဲကွာဒီပူရီပေါ်လာတာကြည်ကြဲလောင်လောင်နဲ့စွဲငင်ဦးနေရဲ့ခွေးဥတန်နေကြလိုက်လို့ ဒီလိုလာတာပေါ့အဲ့ဒါနဲ့နန်းစီကသူ့စီကိုအာကိုတစ်စီလာတဲ့ရွာသားတွေနဲ့တကြီးကိုပွဲလေးပြင်ဆင်ပြီးတော့မန်တန်နေခါရာလေးရွက်ခါကြက်ကောင်းအရွှန်လဲလဲဖြတ်ပြီးတော့အငွေးတစ်ထောင်ထောင်ထားနေရဲ့အမွှေးနဲ့တာရင်နဲ့လူရိုးဥကောင်းခုံပေါ်မှာဖယောင်းနိုင်ထုံပြီးတော့ပဆက်ကတချို့ကိုရွတ်ဆုံနေခဲ့ပါတယ်ပြီးတော့နန်းစီကပြောပါတယ်အဲ့ဖေဟာရွှေဟောင်းဖေဟာဖြစ်တော်မလို့ပြုတ်ပြင်တာမိုးမန်တာဖေဟာအဆောင်နေရာမကြိုက်လို့လှုပ်လိုက်တာပါ ဒီနေ့ပူစောပွဲလုပ်လိုက်တာကြောင့်မင်းတို့တို့အလုံးလက်ရကန်းကျုံရေလုံငန်းနဲ့စီးပွားရှာတဲ့သူတွေမကြခင်ကြီးပွားတိုးတက်လိမ့်မယ်။တလားတစ်ချိန်ငါးစီမှာလာပြေးနေရင်ပူစောပွဲလုပ်ရမယ်။မင်းတို့တို့အလုံးလောက်ကူလုပ်ရမယ်။မလုပ်ရင်တော့မင်းတို့တို့အလုံးစီးပွားပြတ်မယ်။ကပ်ဘေးတွေဆိုင်မယ်။အနာရောဂါတွေထုကုန်မယ်။တရွာလုံးတဖြုတ်ဖြုတ်နဲ့တည်ကုန်မယ်။ငါတို့ရဲ့နေတေကိုမိမမကြံနဲ့ကွ။ဒီလိုနဲ့ဆရာကြီးအသက်ကြီးနဲ့ရွာသူရွာသားတွေလက်ညှိုးစက်ခါစက်ကထိုးပြီးတော့ အန်ချိပြီးပြောလိုက်ပါတယ်။တကြီးကကြောက်တာနဲ့ကောင်းညက်လိုက်ပါတယ်။အမှန်တကယ်တော့နန်းဆရာလို့ဆိုပေမဲ့လေသူ့ရဲ့အသက်က32နှစ်ပတ်ချလဲလောက်ပဲရှိသေးပြီးတော့ပူကော်ကွာနဲ့ညနာကတန်ပုံနဲ့အလားတန်းကျူပြီးတော့နှကောင်းဝင်မိုးစိမ်မိုးရုံနဲ့ထိုးထိုးထောက်ထောက်နဲ့လူစုကြီးတောင်းနေအောင်ပူကြည့်ပါတယ်။မငြိမညာရဲ့သွားရည်ချာမှရှိနေတဲ့ကွန်ပတ်တီနဲ့တကွတလားမှတစ်ခါအောင်ရှည်တော်မချိုးတဲ့နန်းဆရာကြီးပုံစံဟာဆိုရင်ဘိုင်းစကော့ထရာလူချင်းဥကြောက်တို့နဲ့ ဦးအံ့ကြော်လောက်တောင်မှခံညာမှုမရှိပါဘူး။ရွာသားရွာသူရွာသားတွေအားလုံးကဘယ်အနေဘလို့ရောက်လာမှမသိရဲ့နဲ့စရာရွာသားတွေအားလုံးစီယုံချပြီးတော့အဲ့ဒီဘာတွေကရွာသားအားလုံးတော့မှတပည့်တွေမူးချလိုက်ပါသေးတယ်။ဒီလိုနဲ့မင်းပြိုလေးတွေအင်ချောင်ပြောရမယ်ဆိုရင်အင်ချောင်ရဲ့အစင်ပြေတာကောင်းချက်တနာမွေးဖွားစေရေးဆိုပြီးခေါင်းစက်တက်ကသူ့ရဲ့အခန်းမှာတုံညာအေးရပါသေးတယ်။ဒါတို့တချို့ကာလာသားတွေကသူတို့ဇနီးလောက်အဲ့ဒီလိုပို့ပေးရမလား ဲ့ဒီလိုရိုးရလားဆိုပြီးတော့နတ်ဆရာကိုအညှို့တေးထားကြပါတော့တယ်။ဒီလိုတကြီးနဲ့ရွာသူရွာသားတွေကိုခေါ်ယူပြီးတော့နတ်ဆရာကငါဒီနေ့ကဆက်လို့ရပောင်း60တီတီခူအောင်မယ်။တရားကျင့်မယ်။ဒီလိုပြောပြီးတော့ငါခူအောင်နေတဲ့အချိန်မင်းတို့တရားလုံးငါစီးချထားမယ်။အားလုံးကောက်ကွယ်ပြီးသား။ဒီလိုဆိုက တော်ရရကငွေလေးတခုမှတရားကျင့်ပါတယ်။နောက်ရအနေငယ်မှာတော့မိုးတက်လေပြင်းကြပြီ။အင်းနဲ့ဘယ်ရောက်ဘလို့ရောက်လာမှန်းမသိဘဲနဲ့လူတအုပ်တွေ့လိုက်ရပါတယ်။ ညဘက်အချိန်မှာတော့ရွာသားတွေကအင်းတဲ့ငါတော့ဆိုင်အင်းထဲမှာဆူတောင်းပြီးတော့ငါဖိန်ငါတွေကအရင်နေ့ကနေမတူထူချပြီးတော့ငါတွေအများကြီးရတတ်ပါတယ်တစ်ချိန်တည်းမှာအင်းထဲမှာမိမျိုးနေတဲ့သူကဘွားကနေသူတို့ရှေ့ရောက်လာပါတယ်ဒါနဲ့ရွာသူရွာသားတွေကအဲ့လူကြောင့်ငါတွေများများရနေရဲဆိုပြီးတော့သူ့အင်းပိုင်လို့ခေါ်က သူရောက်လာတဲ့နေ့ကနေစပြီးတော့ငါတွေကလည်းရေကိုဆက်လိုက်တာနဲ့ငါတွေအလိုလိုပေါ်လာလိုက်ကြ ။တရားလုံးမှာတော့ပိုင်ရှင်မဲအင်ဂျီနီယာ၅ရီကိုပေါင်းလို့တရားလုံး၅ဆင့်ဖတ်ကြပါတယ်။ဒီလိုနဲ့ရွာထဲမှာလေတယောက်တပေါင်းနဲ့အိန္ဒိယလူအင်းပိုင်ကြီးရောက်လာကြတဲ့ကလူတွေအခြေအနေကောင်းနေရဲ့ဆိုပြီးတော့အင်းပိုင်ကြီးဝိုင်းဝန်းပူဇော်နေပြန်လာတော့တယ်။နေစရာထိုင်စရာစားစရာမပူရအောင်အင်းပိုင်ကြီးလိုခေါ်ရလို့ ਆ လေသူ့ဘွားတရားဆိုပြေးလာပြန်ပါတယ်။အင်းပိုင်ကြီးကလည်းအသက်ရွယ်အဖြစ်46နှစ်အရွယ်ဖြစ်ပြီးတော့ညနာဘဲဦးပုံစံနဲ့မဲ66အသားကြီးကိုပိုင်ဆိုင်ထားပြန်ပါတယ်။ ဒီလိုနဲ့နတ်ဆရာလဲကိုအောင်အပြင်ထွက်တော့အင်းပိုင်တဲ့တင်ကြတော့ဘယ်ရောက်ကောင်းလဲကွာအင်းပိုင်ဆိုရဲကောင်းငါစခော့ဝင်လိုက်တာတွေးစားသေးရပေါ့အင်းပိုင်ဆိုရဲကောင်းနဲ့ဘာထဲမှာအမှတ်တမဲတွေးဆောင်ပြီးတော့စကားများကြပါတယ်နောက်ရက်တင်မှာတော့တယောက်နဲ့တယောက်ထိုးစားတက်ကြနဲ့ရွှံပွဲကြီးရတကြီးရဲ့ဖြောင်းပြမှုကြောင့်ပဲအေးချမ်းသွားပါတယ်နောက်ထပ်နေ့ရက်၃ရက်လောက်ကြာတဲ့အခါမှာတော့ရန်ကုန်မြို့ကတုံနာပြုဆရာမလေးတူနဲ့တပည့်သုံးကအဲ့ဒီရွာငယ်လေးစီမှာတာဝန်နဲ့ရောက်ရှိလာကြပါတယ် သူနာပြုတ်ဆီယမ်မာလေးနဲ့အဖွဲရောက်လာတာကိုမြင်တဲ့သူတွေကတကြီးနဲ့တကွာရွာသူရွာသားတွေကကြိုးဆိုကြပါတယ်။သူနာပြုတ်ဆီယမ်မာလေးကကြေးရွာစေခံမှာလာထိုင်တာတုံးရက်ပြေသွားတယ်ဆိုပေမဲ့လူနာရောက်လာတာမရှိပါဘူး။ဒီအကြောင်းရောက်တခြားရွာသူရွာသားတွေကိုမေးမြန်းတဲ့အခါမှာတော့စေကူတာပိုင်ဆိုင်ရအောင်နတ်ဆရာကူတာပေးနေရလို့သိရပါတယ်။ဒီလိုနဲ့သူနာပြုတ်ဆီယမ်မာလေးကလေကူတာပုံညိုသိကျင်လို့တွားရောက်ဆက်စုပါတော့တယ်။တတိုက်ဆိုင်ဆိုင်ပဲနေမကောင်းလို့ပြင်းပြနေတဲ့လူနာကို ဖုံမျိုးကိုစက်ရောက်ဖုံတမျိုးဝင်ကက်နေတာအဲ့ဒီဖုံတော့ရမယ်လို့ပြောပြီးတော့တကူလုံးအကျိန်လုံးနဲ့ရှိုင်းနေထားခဲ့တဲ့အတွက်လူနာခမရစကားတော့မပြောနိုင်ပဲမျောမျောသာကြံပါတော့တယ်နတ်ဆရာဆက်ရိုက်မဲ့အပြုမှာသူနာပြုတ်ဆရာမလေးကနတ်ဆရာအတင်းတွန်းဖက်ပြီးတော့ဒါကငါပြတက်နေတာဖြစ်နေနိုင်တယ်ဖုံဝင်တာမဟုတ်နတ်ဆရာရှင်ကရွာသားတွေကိုလိမ့်နေရလူလိမ့်ဒီလိုပြောပြီးတော့လူနာကိုစမ်းသက်စစ်စီတော့အချိန်ကြီးအစိမ့်ချရပါအောင်မြို့ပေါ်စီရင်ကိုအမြန်ပူကြဖို့ပြောတာကြောင့် ရွာသားတွေကလည်းစဝေစဝါဖြစ်သွားကြပါတယ်။အဲဒီနောက်မှာတော့တကြီးကဟေးဆေးကိုပို့လိုက်လို့ပြောနေရဲ့။လှဲပြင်ပြီးတော့လူနာကိုမြို့စေအောင်ချက်ချင်းလိုက်ဖို့ကြောင့်ဒီလိုအမိန့်ပြီးတော့မှရွာသားတွေတတိဝင်လာပါတယ်။နေကင်းမိုးတဲ့ချိန်မှာတော့မြို့ကငါးတန်းရနေ။ငါရောက်ပြီးပြန်လာတဲ့လူတစုနဲ့အင်းပိုင်ကျော်ရွာထဲမှာဆုံကြရင်နဲ့ဟေးအင်းပိုင်တို့ရီဆုံတွေ့အောင်ထမ်းရည်လေးနဲ့အင်းပိုင်ကိုပူဇော်ပြစေ။ဒီလိုနဲ့အင်းပိုင်ရလည်းထန်းတော်ထဲမှာထန်းရည်နဲ့ကြကြော်တွေကိုတောက်စားရင်းနဲ့တော်တော်လေးမူသွားပါတယ် အဲ့ဒါနဲ့မြို့ကပြန်လာတဲ့ကြွားသားတွေကညနေဆောင်နေပြီဖြစ်တော့နှုတ်ဆက်ကအပြန်လန့်ကိုလန့်ခွက်ခဲ့ကြပါတယ်။ထန်းတော်ရဲမှာအမိုးလွန်နေတဲ့အချိန်လက်ဆရာကမနက်ကဆရာမနဲ့စကားချစ်တင်ဖြစ်ခဲ့တော့မကျေနပ်ဖြစ်နေတဲ့အချိန်ကြွာလမ်းမပေါ်မှာရန်တိရန်တိုင်နဲ့လမ်းလျှောက်နေတဲ့အင်ပိုင်ကိုခြုံကွက်ရနေစောင့်ပြီးအင်ပိုင်ခေါက်သူ့ရဲ့လက်မှာကင်ထားတဲ့ဝစစ်ပိတ်တောင်းဝင်းနဲ့ရိုက်လိုက်တာ။အင်ပိုင်ခင်မြာမှာတော့သူ့ရဲ့ရိုက်ချက်မှမသိပဲသူနာပြုတ်ဆရာမလေးထံဘယ်လိုရောက်လို့ရောင်းမမသိအောင်ဖြစ်သွားပါတယ်။ခေါင်းကင်ကြည့်လိုက်တော့ ခေါင်းမှာလည်းခွနဲ့ချက်ချုပ်ခံလိုက်ရတဲ့အချိန်ရရှိမှန်းသိလာပါတယ်။ဂျာနဲ့တုံနာပြုဆရာမလေးကမေးတယ်။ရှင်ရဘယ်လိုလုပ်ပြီးအင်းပိုင်ကြီးဖြစ်တာရော။အင်းပိုင်ကြီးဆိုလဲကျမကိုရှင်ရတကောနဲ့ငရဲ့၃កောင်နဲ့ငခု၂កောင်လောက်ကျမရှုပ်ချပြပေးပါဦး။ဒီရောမှာအင်းပိုင်ခင်ဗျာကြောက်နေပြီးတော့ဘာလို့လို့ဘာကြံရမယ်မသိဖြစ်သွားပါတယ်။ရှင်ထက်ညာနေ420အမှုနဲ့တရားဆွဲမှာနော်။အမှန်တမ်းဝင်ခိုင်းလိုက်ပါ။ဒီရောအင်းပိုင်ကြီးဆိုရဲသူကဒီရောမရောက်ခင်ကာလမှာ ငါးဆက်ဆက်လေးပိုင်ရွှေကျူးထံမှာအလုပ်လုပ်ပြီးတော့ကြိုတင်ငွေတွေထုတ်ယူကမပေးနိုင်တော့ပဲထွက်ပြေးရင်းနဲ့ဒီရွာရဲ့အင်တဲပြုတ်ကျနေခိုင်မှာရွာသားတွေငါးလဖမ်းတဲ့အချိန်မှာရှည်တဲ့ငုံနေပြီးတော့ရွာသားတွေရဲ့ရိုးအားလာတဲ့စကားသံကိုကြားပြီးတော့မှချော်လဲရော့ဆိုင်လောက်ခါဒီနေ့ထက်တိုင်လေးလေးနေခဲ့တာပါဒီစကားသံကိုတော့ဆ iam မလေးကြားတော့ဆ iam မလေးကတပင်းရှိတ်ကြီးချလိုက်ပါတယ်လာကွယ်နေညာရောက်ချိန်မှာတော့နတ်ဆရာနဲ့သူ့ရဲ့တပည့်ရွာထိတ်မှာရှိတဲ့ရှင်အောင်ဖရာစီတီစီသွားပြီးတော့ဖရာတပ်ဗနာဖောင်းနေတဲ့အချိန် တကြီးရဲ့သူ့စနီးရဲ့အင်းပိုင်ကြီးရဲ့သူနာပြုဆရာမလေးရဲ့မျိုးဝပြန်လာတဲ့ချိန်သူနာပြုဆရာမလေးကရှိမ့်မြစ်ပြီးတော့မတိချောင်ဆောင်ကရွာကိုပြန်လာပြီးတော့ဆရာမလေးတပည့်ရင်းနဲ့တူမက်ဆရာအဖွဲ့ကိုအရာထပ်တာရင်းနဲ့လက်ပုလက်ချက်အမိရဖမ်းဆီးလိုက်ပါရောဒီတဲ့တင်းကိုကြတော့ရွာသားတွေကအလွန်အံ့ဩသွားကြပါတယ်ဆရာမလေးကဖမ်းနေဆိုတော့အမန်တကယ်ကတော့သူနာပြုဆရာမလေးကရန်ကုန်အင်းစိန် CID ကထောက်လန်းရေးကနေ အထူးတောင်းဝင်တဲ့နက်စရာပံမှုရောက်ရှိလာဖြစ်ပါတယ်။နက်စရာကလူတက်မှုခုံမှုနဲ့မတိမ်မှုတွေကျူးလွန်ပြီးတော့ထောင်နဲ့အနည်း30ကျားခန့်ရံကနေထောင်ထဲကနေအွန်လိုင်းပညာရည်တွေကိုအထူးတက်မြောက်ထားတဲ့သူတို့ပါ။နိုင်ငံရေးအကြက်တွေကိုအကြောင်းပြုပြီးတော့ထောင်ဖောက်ပြေးရင်းနဲ့ရွာသားပြီးတော့ဘ ഹു သူတ္တအာနေရဲ့ရွာသူရွာသားတွေကိုလိန်လေရင်းနဲ့ဖျားထောက်နာဖောက်ဖို့ကြိုးစားနေရည်ရွယ်တာဖြစ်ပါတယ်။မနေ့အာယုံအလင်းရောက်တာနဲ့ပဲနက်စရာလို့ခေါ်တဲ့လူတက်သမားမတိမ်ကောင်ညိုရဲဟိုပဲ အထူးစုံစမ်းရေးအဖွဲ့ကနေခေါ်ဆောင်သွားခဲ့ကြပါတော့တယ်။ဗီဒီယိုလေးကိုအခုလိုအဆုံးထိကြည့်ခဲ့ပြီးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။တရားတင်ပါလေဘလို့မျိုးအကြောင်းအရာတွေကိုတင်ဆက်ပေးအောင်လဲဆိုတော့ဆောင်းမြောနာဆင်ဖို့ပြောချင်ပါတယ်ရှင်။